ားထုတ်တယ်ဆိုတာဒီလိုအားထုတ်ရတယ်ဒီလိုအားထုတ်ရတယ်လို့ပြောဖို့ကတကယ်တရားအားထုတ်နေတဲ့သူပြောပြရတာကပိုကောင်းတယ်ပိုသင့်တော်ပိုနားလည်နိုင်တယ်ဗာတရားမှအားမထုတ်ဘူးတဲ့သူတရားဆိုတာဒီလိုအားထုတ်ရတယ်ဟိလို့ပြောပဲသိမှာ ပညာဝဒနာပါတဲ့သူကိုပညာအကြောင်းပြောမှလက်ခံဒါတော့မှသူပညာကိုရှာမိနေမှပညာရအောင်ဘယ်လိုရှာမိရတယ်လို့ပြောမှသူလက်ခံသိတယ်စီဝါလိုချင်တဲ့သူကိုစီဝါအကြောင်းပြောမှစိတ်ဝင်စားမှစီဝါလက်တွေ့ရှာနေတဲ့သူကိုမှ စီဝါကဒီလိုရှာမှဖြစ်မယ်ဒီလိုမရှာရင်မဖြစ်ဘူး စီဝါဖြစ်အောင်တလို့ရှာရတယ်လို့ပြောတာပညာရေးလေးဒီတိုင်းစီဝါရေးလေးဒီတိုင်းလူမှုရေးလေးဒီတိုင်းအခုတရားအထုတ်ခြင်းတို့တရားစခန်းရောက်ခုလိုထိုင်တဲ့ဧရိယာပုံနဲ့တရားအထုတ်ရတဲ့သူတွေအတွက်တရားအထုတ်တယ်ဆိုတာဒလူဟီလို့လည်းပြောချင်တယ် တရားအထုတ်တယ်ဆိုတာစိတ်အလုံးလူအလုံးမဟုတ်ဘူးကိုယ်အလုံးမဟုတ်ဘူးနှုတ်အပြောအလုံးမဟုတ်စိတ်အလုံးကအဓိကရှင်ပြန်တရားနာတာရောတရားအထုတ်တာဆိုဟုတ်တယ်လူကောင်ကြီးကလားတရားနာတယ်နားလိုက်တဲ့တရားကိုစိတ်ကအလုံးလို့ပါလားတရားဆွေးနေတာလေတရားအထုတ်တာတရားမေးဖြေတာလေတရားအထုတ်တာဒါစိတ်ကလုံးပါလား စိတ်ဥဒ္ဒကပဋ္ဌာန်အဓိကပဲအခုတကယ်တရားထိုင်ပြီးတော့အာထုတ်နေမှာမိမတိုင်းထိုင်နေလူလည်းပါတယ်တင်မင်းခွေထိုင်နေလူလည်းပါယောက်ျားဖြစ်ပြီးမိမတိုင်းထိုင်နေရတယ်ယောက်ျားတိုင်းတင်မင်းခွေထိုင်နေရတယ်မိမဖြစ်ပြီးမိမတိုင်းထိုင်နေရတယ်တင်မင်းခွေထိုင်နေရတယ် တယောက်နဲ့တယောက်ကြည်လိုက်ပါလားဒါဆိုရင်ဒီလိုထိုင်မှတရားဆိုတာကလမ်းလာမှမဆိုင်တော့ဘယ်ဘက်လဲလေးပေါ်ညာဘက်လဲဝါတင်တချို့ကလက်မထီထားတယ်တချို့ကမထီလက်ထိတ်ကလေးထီထားတယ်မထီတချို့ကလက်နှစ်ဖက်မထပ်ဘူးဒူကောင်းမော့တင်တာတချို့ကလက်နှစ်ဖက်လက်မချင်းမထီဘူးလက်ကလေးရှိတယ်တဲ့ထီချတာ အဲ့ဒီကလေးကဒီအမှုအရာလေးဟာတရားအထုတ်တာနဲ့ဘာမှမဆက်သူလည်းအထုတ်တာကိုလည်းအထုတ်တာအဲ့ဒါကြောင့်ပြောတာပေါ့တရားအထုတ်တယ်ဆိုတော့စိတ်အလုံးအဓိကစိတ်ကအလုံးလို့ပါတာအဲ့ဒီအစဉ်ကိုပဲလက်မခံတဲ့သူတွေတပုတ်ထိုင်မှတရားဒီလိုထိုင်မှတရား ဒီလိုလက်နှစ်ဖက်ထိထားမှတရားဒီလိုခါကြီးမြောက်ထားမှတရားလို့ပဏိငံအဘုဇိတ်တော်ကဥဆုံးကံရံပဏိဌာယလို့ဘုရားဟောတာအဘဝိခန္ဓာကို ဖြောင်းမြောင်ထားလို့ပြောတဲ့ပါဠိစကားဟာထိုင်နေဆိုတာအောက်ပိုင်းခွေအပေါ်ပိုင်းထောင်နေတာရက်တယ်ဆိုတာအောက်ပိုင်းထောင် အပေါ်ပိုင်းထောင်လမ်းလျှောက်တယ်ဆိုတာအပေါ်ပိုင်းထောင်အောက်ပိုင်းလှုပ်ဒါပါပဲ တို့များခစေရိုးတွေ1 3 4မှာဓာဏီဖြစ်နေပြီးတွင်မှာလည်းပြတယ်ပြီးပါမှာလည်းပြတယ်ပြီးပါဆရာဝန်ကြီးကတရားကြတာမထိုင်ပါနဲ့ဒီခံယူဆိုတာငကိုတော့ကဒလူလေးနေတယ်လို့ခက်ကွေးကွေးအဲ့ခက်ကွေးကွေးကခက်ကွေးကွေးပဲနေရတယ် အပေါ်ပိုင်းခန္ဓာကိုဖြောင်းလုံမယ်အခုကခန်းယိုးကြီးပါဖြောင်းအောင်လုပ်မှတရားထင်နေကြတယ်သူစီရောက်လာတယ်များတရားထိုင်တဲ့ယောဂတရား80ရာနှုန်းလောက်ရှိတယ်ဘုရားလည်းအလိုခိုင်တာဟုတ်ပါပဠိနာအဘုစိတ်တော်ဥဆုံးကံရပဏိတာရအောက်ပိုင်းခွေအပေါ်ပိုင်းထောင်လို့ပြောတာဒီလိုဖြောင်းပြီးခန်းယိုးကြီးထောင်ရတာမဟုတ်ဘူး အခုလိုထိုင်ပြီးတော့စိတ်အလုံးလုံနေတာမျိုးအေးရင်နဲ့လည်းလုံရတာပဲဒီစိတ်ဒီအတိမျိုးပဲတို့ငယ်ကလေးက12နှစ်13နှစ်နှစ်သားကလေးကကျင့်လားအာထုတ်လားတတိထားလားထိုင်ရနှခေါင်းကမှတိုးတာကြည့်နိုင်တယ်လို့အေးရနဲ့တိုးတာကြည့်နိုင်တယ်ရက်ရက်လည်းပဲနှခေါင်းကတိုးတာကြည့်နိုင်တယ်လမ်းလျှောက်ရင်းနဲ့လည်းနှခေါင်းကတိုးတာကြည့်နိုင်တယ်ကြည့်နိုင်တယ်မဟုတ်ကြည့်ကိုကြည့်ခဲ့တာ အဋ္ဌကရိယာလျှောင်းထိုင်ရသော၄ပါးဣရိယာဆိုတာဘာဗဒနာမှမဟုတ်အဓိကမှမဟုတ်ထိုင်ခြင်းထိုင်မယ်ရက်ခြင်းရက်မယ်သွားခြင်းသွားမယ်လျှောင်းခြင်းလျှောင်းမယ်အခုခုတရားထိုင်နေတော့စိတ်ကောင်းလေးမွေးတယ်ဆိုအိတ်တုံးလည်းမွေးရတာလဲတုံးလည်းမွေးရတာရက်တုံးလည်းမွေးရတာတို့ကတော်တော်ကိုဟိုမယုံမကြည်နဲ့စမ်းခဲ့တာမဟုတ်ဘူးစမ်းတော့စမ်းကြည့်ခဲ့ ထိုင်နှုံးဘိုက်ပိန်ဖောင်းတာကြည့်တယ်ဆိုရက်လုံးလည်းဘိုက်ကပိန်ဖောင်းတယ်ပလက်လန်လုံးလည်းပိန်ဖောင်းပလက်လန်အိမ်နေတော့ပိုးတည်တာဒီပိန်တာဖောင်းတာက Central of Gravity လို့ခေါ်တဲ့ CG ကပိုးတည်တာလေအလေးချိန်ကထိုင်တာကတော့တိတ်ထိုင်တာကရှေ့နောက်လှုပ်တာပလက်လန်လိုက်တော့မှအထက်အောင်ပိုးတောင်တည်တာဒီလှုပ်ကြည့်တာပဲလမ်းလျှောက်ရင်းနဲ့လည်းပိန်ဖောင်းကြည့်မိတာရန်ရင်းနဲ့လည်းပိန်ဖောင်းကြည့် ဒါကတော့ဆရာသမားတွေကတင့်တော်တဲ့နည်းတွေပေးကြတာပဲဒါကိုအပြစ်မမြင်ဘူးဒါပေမဲ့ကို့မှာအသိဝင်လာတာကထိုင်လေအထုတ်လို့ရတယ်ရက်လေအထုတ်လို့ရတယ်လျှောင်းလေအထုတ်လို့ရတယ်သွားလေအထုတ်လို့ရတယ်ဂုံဂုံပြောမယ်ကိုယ့်ရဲ့တော့ဝဲအတီဗန်ဆိုတော့ငါလည်းရေငုပ်နေလဲဆိုနေတာဒါပေမဲ့ထိုးချလဲဆိုနေတာ နာတိဝနှုတ်ခမ်းမြမှာလေဝင်လေထွက်ကြည့်တော့လေဒိုင်မင်းထိုးရင်းနဲ့ကိုကဘာဟိုကနေမြစ်ထဲဒိုင်မင်းထိုးရင်းနဲ့ကိုလေဝင်လေထွက်ကြည့်တာရင်ငုတ်ရင်တော့အဲ့ဒါလေဝင်လေထွက်ပဲလှုပ်လို့ရမှာတော့ရေးလေးရောင်နေတာအဆုံးရှောက်ဆန်းကြည့်တယ်ရှောက်လှုပ်ကြည့်တယ်နောက်ဆုံးထိုးအပြေထွက်တာကတော့သန္တနာဘုံမရောက်ခင်ကလေးကပါစိတ်ကအဓိကဆိုတာ ဘုရားရှင်ကိုရောမြတ်ကြီးကလည်းဘာဝနာဆိုတာစိတ်ပိုင်းဆိုင်ရာပဲဒီလိုပဲဟောတာပဲတမထအာထုံအာထုံဝိပဿနာအာထုံအာထုံစိတ်ပိုင်းဆိုင်ရာအလုပ်လုပ်ရတာပဲအခုမိမိတို့ဒီစိတ်ကဘာလုပ်နေတော့ပထမကိုကောင်ကြီးထိုင်တာကိုတောင့်တာကိုငြိမ်တာကိုအဓိကထားနေတဲ့သူများအဲ့ဒါကအဓိကမဟုတ်ဘူးစိတ်ပိုင်းဆိုင်ရာကိုဘယ်လိုလုပ်နေသလဲ စာလူပြောရင်သတိဉာဏ်ရှိသလားသတိဉာဏ်လွတ်နေသတားပြောကျေးဇူးတော်ရှင်ဓမ္မတုတ္တဆရာတော်ကြီးမိတ်တယ်လို့ပဲကိုကောင်အနေထားဘယ်လိုလုပ်အောင်အမလီကိုကောင်အနေထားတရားထိုင်ဘယ်လိုထိုင်ရမလဲပြစ်တိုင်းတော့ပြစ်ချသလိုထိုင်ကိုကလှုပ်ကြည့်တာတင်မလီခွဲထိုင်လှုပ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 ်ပြစ်တိုင်းတော့ပြစ်ချအဲ့လိုကိုလှုပ်လှုပ်လှုပ်နောက်ကြညင်သွားသတ်သူညင်သွားတာသတ်သူချိုးကြသွားတာ အချို့မကြတဲ့ငုံတော့လှုပ်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 ဒါကငြိမ်းတာလှုပ်တာကအဓိကမဟုတ်ပါဘူးငြိမ်းလဲစိတ်ကသူတော်ကောင်းစိတ်မွေးလို့ရတာလှုပ်တယ်သူတော်ကောင်းစိတ်မွေးလို့ရတာစိတ်ဓာတ်အရေးကြီးတာအဲ့ဒါကိုလက်ခံမလားအဲ့ဒါမှလက်မခံရင်ဘာမှရှင်းစေခေါ်လို့မရဘာမှရှင်းစေပြောလို့မရဘူး ဒီလိုလိုထိုင်မှတရားဖျားမနေ့ထိုင်မယ်နေ့လေးထိုင်မယ်ညထိုင်မယ်ထိုင်မှကိုကိုကိုဝါဒနာနဲ့ကိုစိတ်ကြိုက်ကိုပဲကိုအခွင့်အရေးနဲ့ကိုပဲထိုင်ပေါ့ဗျာပြောဒါပေမဲ့ဖျားနီးနဲ့အာထုတ်ရင်တော့ဖျားခိုးတဲ့အကြောင်းလေးတော့နည်းနည်းပြောပြပါမှာကိုကြိုက်တဲ့နီးနဲ့ကိုအာထုတ်ရင်တော့သဘောပဲနီးစိတ်အလုံးလောက်တာအဓိကား စိတ်ကဘာလို့အောင်မှာတော့တတိညာရှိရမှာဟောတတိညာရှိရင်ဘယ်လိုသိတာလို့ပြောခဲ့ပြီးပါပြီဆိုတော့ဟောဒီတရားထိုင်ရဲ့ကမဒီသမာဓိဆိုတာယတာဒုက္ခတခါဒုက္ခဒါစိတ်ရှုပ်စရာဟောသူကနှုတ်ခမ်းများမှာစိတ်ကလေးအာယုံပြုတ်ကြီးအဲ့ဒါကိုတိုးတဲ့ဘောလှုပ်တဲ့ဘောထိတဲ့ဘောအာနာပါနာဘောထွက်လေဝင်လေဘောစိတ်ရောက်ရင်သမာဓိရှိတာ အဲ့ဒါကိုပဲတမာတိထူထောင်လိုက်ဦးမယ်ဟိ10မိနစ်15မိနစ်မိနစ်20နာရီဝယ်ဘာလဲကွဒီနှာခေါင်းပေါ်ညာနှာခေါင်းလေလို့တာစိတ်သိကျင်ဒါလေးကွဆိုကုကြည့်ခုတည်တာဘာတမာတိလျှောက်ထောင်လဲဗိုင်းဖောင်းတာကြည့်သိကျင်ခုကြည့်ခုတည်တာဘာတမာတိထူထောင်စရာလူစာထဲမှာတမာတိထူထောင်လို့ပါပေါင်းတမာတိကိုဘာဝိတ္တလို့ပြောတာပွားဆိုတာတမာတိအားကြီးကောင်းကောင်းလောင်ပြောတာ လူတွေထင်တယ်လို့ထူထောင်ရတာမျိုးမဟုတ်အခုနှောင်းကြီးခုရတယ်ဒါမှမဟုတ်ဒုပြောတာဒုကအဆုံရှောက်လုပ်ကြည့်တာဟိုနီးနဲ့ငယ်ရိတ်ကြည့်ကြည့်ဆိုလဲငယ်ရိတ်မှာလှုပ်တော့လှုပ်တော့လူမြင်အောင်ကြည့်ခဲ့မြင်တယ်နှုတ်ခမ်းမြတိုးတာထိတာကြည့်ဆိုလဲနှောင်းထွက်လေဝင်လေကြည့်ဆိုလဲမြင်တာပဲရင်ပတ်ဒု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 ဆိုလဲမြင်တာဒု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 တွေမကဘူးအထက်ကဘာအယောင်အတူရဘလို့ပါ냐ဒါလေးတာ ဝိုင်းမိုက်ပိန်ဖောင်းဆိုလည်းမြင်တာပဲတကူလုံးမမောရဆိုလည်းမြင်တာခုကြည့်ခုမြင်တာပေါ့အဲ့ဒါလို့ကလေးမမကိုယ်စိတ်မစွမ်းနိုင်ဘာလုပ်နေမှာသူတို့နှခေါင်းကိုစိတ်မရောက်ဘူးဗျာဆိုအားကိုထုတ်မနေနဲ့တော့အဲ့ဒါဆိုရင်ခုနှခေါင်းကိုယူဆိုင်ခုစိတ်ရောက်တာပေါ့နှခေါင်းဘာခက်တော့ခုထက်လေဝင်လေကိုယူဆိုင်ခုရတာ အဲ့ဒါကိုပဲဗာတမာတိထူတော်ရမယ်ညာတမာတိထူတော်ရမယ်အခုတင်မနဲ့ကျန်တဲ့ထီတင်းနေတာရှိရတာပဲအခုလက်နဲ့ခြေထောက်နဲ့ထီကြည့်ရတာပဲခုဗာကြည့်ရင်ဒီကုလုံးကြိုက်ကြည့်ကြည့်ဗာကြည့်ချင်တယ်ကြည့်ရတာပဲဟောဖြစ်ပြန်ရောအဲ့ဒီကြတော့ကိုသိချင်တာကိုကြည့်ချင်တာကိုသိလို့ကြည့်လို့ရတဲ့တမာတိမျိုးကြတော့ဟုတ်ပြန်ဘူးတဲ့အဲတမာတိမရှိဘူးစိတ်လွင်တာ တဏှာနဲ့စိုက်ကြည့်မှတမာတိတဲ့လုံပြန်ရောမဟုတ်တဲ့ယုတ်ကတကယ်ဝိပဿနာတမာတိဆိုတာပေါ်ရပေါ်ရထင်းရထင်းရကျုံကကျုံကဆုံးကဆုံးကအာယုံကိုသိရမယ်တမာတိသိရမယ်စိတ်မှရှိတဲ့တမာတိတဏှာတဲကိုကြည့်လို့ရတာမျိုးမှမဟုတ်ပဲခုပါလုံးလှန်ကိုခု အဲ့ဒါတွေကမှရှုပ်သေးတယ်အဲ့လိုတမာတိတွေတမာတက်တွေနဲ့ရှုပ်တယ်စိတ်ကောင်းတာမွေးကြည့်ခုတဏှာကြီးအားထုတ်နေတယ်တဏှာကြီးထိုင်ပြီးတော့တရားအဲ့လိုလုပ်နေစိတ်ကောင်းဘယ်နှမိနစ်ရစိတ်အေးဘယ်လောက်နေနိုင်တော့စိတ်ပူတာတွေဘယ်လောက်ဖြစ်တာနောက်ဆုံးဂုံဂုံပြောမယ်ကိုမနေတတ်မထိုင်တတ်ခဲ့တာတွေပြန်ပေါ်ရင်တော့မှအရင်တုန်းကစိတ်ပူတယ်ခုပူတော့ပြီးတာတွေပြီးလိုက်နောက်ကောင်းအောင်နေတော့မယ်နောက်နေတတ်ထိုင်တတ်အောင်နေတော့မယ်ဒါပဲဒါပဲ အခုမကောင်းတာပေါ်လာလေပဲနောက်ကောင်းအောင်နေတော့မယ်ဆိုတာအဲ့ဒါအတိတရားအခုကောင်းတာပေါ်နေတဲ့အခါမှာလေပဲကောင်းတဲ့စိတ်ပေါ်နေတာဒီကောင်းတဲ့စိတ်ကလေးတိုင်းဆက်နေမယ်ဆိုတာအဲ့ဒါအတိတရားဘာအတိတရားလို့ဆိုလဲဝိရိယပါတဲ့အတိတရားမဖြစ်သေးတဲ့အကုသိုလ်မဖြစ်အောင်ဖြစ်ပြီးသားအကုသိုလ်ပယ်ပြောင်းအောင်မဖြစ်သေးတဲ့ကုသိုလ်ဖြစ်အောင်ဖြစ်ပြီးသားကုသိုလ်တိုးအောင်အဲ့ဒါဝိရိယပဲတရားအထုတ်တယ်ဆိုတာအဲ့ဒီဝိရိယအဲ့ဒီတတိအဲ့ဒီဉာဏ်နဲ့နေနေတာကိုနေတတ်ထိုင်တတ်တဲ့ခေါ်တာ အခုထိုင်ရဲ့ဒီလိုအားထုတ်လို့နှာခေါင်းအားထုတ်ဒီလိုမှတ်ဒီလိုရှုလို့သိမှုတဏှိကုံဘယ်သူကထိုင်နိုင်မှာအချိန်မီးဘယ်သူကထိုင်နိုင်မှာအခုသင်ပြီးကျင်တာကပြောပြပြီးတာကသွားရင်လမ်းရင်စမ်းရင်တောင်းရင်နေရင်ထိုင်ရင်ကိုယ်စိတ်ကောင်းလေးနဲ့ကိုယ်စိတ်နေတတ်ထိုင်တတ်ဖို့ကိုယ်စိတ်နေတတ်ထိုင်နိုင်ရင်ကိုယ်ကောင်းတဲ့ပါဇက်နေကနေတတ်ထိုင်တတ်သွားပြီဒါရီကအဓိကလည်းမဟုတ်ဘူးကိုယ်အမူအရာလေးနှုတ်အမူအရာလေးကစိတ်ကအဓိကပါ စိတ်ကိုဘယ်တော့ကောင်းနိုင်မှာလဲကုသိုလ်ကြီးပဲအမျက်ဖြစ်အောင်တွေးနိုင်မလားကုသိုလ်လုပ်ဖို့ပဲစဉ်းစားနိုင်မလားအကုသိုလ်တွေအလိုလိုပေါ်သေးလားမပေါ်တော့ဘူးလားဒါပြောလေကိုလှုပ်ချင်တာလှုပ်ကြတာပါတည်ပြီးတာလားကိုလှုပ်နေကြကိုလှုပ်တာပဲ ုလုပ်ခဲ့တဲ့အတိုင်းကိုလုပ်တာဒါမှမဟုတ်ဒီမှာဘာမှထူးမလို့ကိုလုပ်ချင်တာလုပ်ကြကိုကကိုကိုတိုင်းနဲ့ကိုကံစိတ်ကလေးနေတဲ့ထိုင်တဲ့ဖို့အရေးကြီးတာတမဝဆန်တမကမနတမအာဇီဝဆိုတဲ့ဒီတရားရှိဖို့အရေးကြီးတာကိုကုသိုလ်စိတ်လေးကိုကိုယုံဖို့အရေးကြီးတာယုံမလားဒါအဓိကကြတာဒါလေးသတိထားမှာဒါလေးကြည့်ရမှာပေါ့ နေကြည့်ပါနေကြည့်ပါခန်းရှင်ကိုရမြတ်ကြီးဖြစ်စီခြင်းနာကတော့ဒုဖြစ်စီခြင်းနာကတော့ဇာနဲ့ပြည်တဲ့အတိုင်းပြောရင်တော့တောင်းရင်ရရင်ထိုင်ရင်လျောင်းရင်အချိန်မရွေးနေရာမရွေးအမှုရမရွေးအလုပ်မရွေးကုသိုလ်တွေဖြည်းလို့စိတ်ကောင်းတွေဖြည်းလို့ကိလေသာတွေကင်းဝေးလို့ကုသိုလ်ကအလိုလိုဖြစ်လာတဲ့တတ္တိတွေအားကောင်းလို့အကုသိုလ်ခန္ဓာကအလိုလိုဖြစ်တာမျိုးပေါ်ကုမလာတော့ဖြစ်ကုမလာတော့ဘူးအဲအဲ့ဒါလိုမျိုးဖြစ်စီခြင်းလား အဲ့ဒါငုတ်တုတ်ထိုင်ရုံနဲ့မရကိုကောင်လေးညီလေးရုံနဲ့ဘာမှဆိုင်အတိတရားလေးနဲ့ပဲအလုံးလုံးပါတာနေကြည့်ပါကြင်ကြည့်ပါတထိုင်ချင်းပြေးပါပါ